EOC မရှိတာအတ္တလားမဟာပြူဟာအလွဲလား EO တွေရဲ့အတ္တလား UNG အပြစ်လားကျွန်တော်တို့စိတ်ထဲမှာမေးနေကြတာကဟုတ်ပါတယ်တတခုတိဆောင်းရင်တော့1 command ချေရော command လို့အပ်တယ်စစ်တပ်လို့မျိုးခိုင်မာတဲ့တိုက်တိုက်ဖို့1 command လို့အပ်တယ်တော်လိုက်ကြလာတယ်ဗျဘာဖြစ်လို့တသွေးတတတမိတ်ကမဖြစ်လာသေးတာလဲ၄နှစ်ကျော်လာပြီအယူကြီးကညံ့လို့လား EO တွေကနည်းမြအတ္တကြီးလွန်နေလို့လား မဟုတ်ဘူးကျွန်တော်ပြောတာစဉ်းစားကြည့်အဖြေကအစွမ်းနဲ့မကြည့်နဲ့ IUG မကောင်းတာလည်းအလုပ်သိတယ်လို့ EAO တွေအတားရှိတဲ့တချို့တချို့တွေအတားခန့်နေရဆိုတော့လည်းသိပြီးသားဒါကလူတိုင်းမင်းများတော်များသိတယ်ကျွန်တော်ပြောတာက IUG ညံ့ဖျင်းတာဖြစ်ဖြစ် EAO နဲ့မြေအတားကြီးလွန်းတာဖြစ်ဖြစ်အဖြေကအဲ့တခုလုံးမဟုတ်ဘူးဆိုရင်ဘယ်လိုရှိမလဲအစကတည်းကတိစားပုံမားနေခဲ့တဲ့ဆိုရင်ရောကျွန်တော်တို့ခင်ဗျားတို့လက်ခံရဲပါမလားစက်ကောက်စီကပြိုကျလာဖို့နီးလာတယ် ကြားကလာအောက်ချုပ်ရေးနဲ့ COC ကိစ္စတွေမှာပို့ပြီးတော့ပြောင်းဆန်လာတယ်။ NUCC ကွဲတယ်။စစ်စကြည့်ပါ။အဲ့ဒီမှာအတ္တဆိုတဲ့ခေါင်းစဉ်အောက်ကဖုတ်ခွက်ထားတဲ့ကစားကွက်တစ်ခုရှိတယ်။ live ပေါ်မှာတော့လူတော်များများပြောပါဗျာခေါင်းဆောင်တွေအတ္တရှော့ရမယ်။နော်အခြေချင်းမှာမဖွဲ့ရမယ်။ပြောတော့လည်းမလွယ်ပါဘူး။ EO တွေကလည်း NUG ကိုအတိမတ်မပြုတ်ပါဘူး။မပြုတ်ချင်ဘူး။ NUG ကလည်းမြေပြင်မှာ defective စုံမမှုမရှိပဲဆရာကြီးလှုပ်ချင်တယ်။ဒါတွေကအရှိတရား။အဲ့လိုအပြတ်တက် ပြန်လာအပြည့်တက်နေတာရော ပြီးသွားလားမပြီးဘူးတော့ဟာပြဿနာရအပေါ်ရန်တော့ပဲတည်အဲ့တော့ကိုအတာလျှော့ပြီးတော့နော်တစ်ချိန်ပြင်လာပါလိမ့်မယ်ထိုင်ဆောင်နေတော်လိုင်းနောက်တစ်ဆက်နေကြလဲမပြီးဘူးကျွန်တော်ပြောချင်တာကအချက်လက်တွေကိုကြည့်တစ်ဆက်တစ်ဆက်ကိုစစ်စစ်ရေးညီနောက်တော့ဖွဲ့ UNG ရဲ့ကော့ကဲမှုဘာမှမရှိဘူးပူပေါင်းပါဝင်မှုတော့မှမရှိတလို့ပဲမြေပြင်တပ်ဖွဲ့တွေသူကသူလက်နက်လူအကူအညီဆရာတပည့်ကန်ထားနဲ့တွားတယ် စေရရလက်အကြီးအကြီးဖော်ဆောင်နိုင်ခဲ့တယ်။ဒါဟာဘာကိုပြလဲဆိုရင် COC တစ်ခုတည်းရှိမှနိုင်မယ်ဆိုတဲ့အယူဆလက်တွေ့မှန်ကန်မှုမရှိဘူးဆိုတာပြတာ။ KIU ဒေသမှာလည်းကော်တူလေးနဲ့ KIA ရှိတယ်။ကော်တူလေးအောက်မီအောက်မှာ KTA အောက်မှာ PDA တွေပူးပေါင်းလှုပ်ဆောင်ပြီးတော့တိုက်တာတွေရှိတယ်။တချို့နေရာတွေမှာတော့အချင်းချင်းပေါ်တိုက်မှုတွေရှိတယ်။ဟုတ်တယ်။ဒါဟာအတကြတက်တက်မဟုတ်ဘူး။လုံးပိုက်ခွင့်မန်ဒိတ်ပေါ့ဗျာမရှင်းမလင်းဖြစ်နေတာ။တမတ်ချက်ကမရှင်းတာ။ မန်တက်ယူတအားကင်လာလဲပါတယ်နေမီတတ်မှတ်ချက်မန်တက်ယူလဲကင်တယ်ပြောပြချင်တာကအဓိကဝက်ထားတဲ့အချက်ကဒီနေရာမှာတော်တော်များများမိထားကြတယ်မိချင်အောင်ဆောင်ထားတယ်ပေါ့ဗျာတတိမထားမိတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့အဲ့ဒါကဒီအဖွဲ့တွေရဲ့ state building model မတူမမတူလာယူ state building model နိုင်ငံတိဆောက်ပုတ်ချင်းမတူမပုံစံမမတူကြတာမဟုတ်လား UNG model ကြည့်ဘို့ကနေထိချုပ်တဲ့ federal federal union ပေါ့ပုံစံက အဲ့လိုမျိုး army ကိုတိဆောက်တယ်ဘူဟာကနေထိုက်ချုပ်သွားတယ်ဆိုလိုချင်တာက AO တွေကအလုံး UNG အောက်ကိုဝင်ကဝဲဝင်ကြီးထားတော့ MOD အောက်ကိုဝင်ဆိုတဲ့သဘောနဲ့ထားချင်တယ် UNG ရဲ့ model က AO model က confederation model လေသူတို့အဲ့ပုံစံနဲ့တွောင်းနေတာပဲကိုတက်ကိုကိုပိုင်တယ်ဘယ်ဘဟိုမှအပေါ်မှာမရှိဘူးအာနာမအံ့နိုင်ဘူးမဟုတ်လားမဟာမိတ်ဆိုတဲ့အလိုင်းရဲ့အဆင့်မှာပဲထားချင်တယ်တပ်ပေါင်းစုမဟာမိတ်နော်အဲ့လိုမျိုးအဆင့်မှာထားချင်တာတပ်ပေါင်းစုအဆင့်မရောက်ဘူး ီးတော့ဒါကြောင့် COC မဖြစ်တာဟာအတားကြောင့်လည်းမဟုတ်ဘူးရှင်းရှင်းလေးလေးပြောရရင်အနာဂတ်နိုင်ငံရေးပုံစံညှိနှိုင်းလို့မရသေးတာညှိကိုမညှိရသေးတာအဲ့ဒါပြဿနာအစစ်စစ်နိုင်ငံရေးမပေါ်ဘဲနဲ့ဘယ်လိုသွားပြီးတော့စိတ်ရေးရပူပေါင်းပြီးတော့အသက်ဆုံးပြီးတော့တိုက်ပါလေဟုတ်လားတရားကတမျိုးတရားကတမျိုးတည်ဆောက်ချင်တဲ့နိုင်ငံရေးပုံစံကိုအရှိမမထားပဲနဲ့အနောက်ကစစ်ရေးကိုအရှိတန်းတင်မှတော့အဲတပ်ပေါင်းစုတယ်ဟုတ်တယ်တိုက်တဲ့နေကြရင်ငါမအားလို့မလာတော့ဘူး ဒီတော့ပြောပြပါမယ်ရှင်ကဥပမာပေးမယ်ကျွန်တော်ပြောခဲ့တဲ့ company အကွက်နဲ့တူပါတယ်ဌာနခွဲတွေထားသလို CEO တယောက်တည်းကအမိန်ပေးလို့ရတဲ့အခြေအနေမဟုတ်ဘူးဒါဟာအခုဖြစ်နေတာက joint venture လို့ကျွန်တော်ပြောတဲ့ passive လုပ်ငန်းနဲ့ passive လုပ်ငန်းနဲ့တူတယ် AUG ကလည်း share တစ်ခုပါရမယ့်နေရာမှာသွားအောင်ပါ KAUG ကလည်းတစ်ခု AA ကတစ်ခု TNA ကတစ်ခုအဲ့လိုသွားအောင်ပါဘယ်သူကမှဘယ်သူကိုအပီးအပိုင်အမိန်ပေးလို့မရဘူး ဘုတ်မီတင်ဆိုပြီးတော့ဘုတ်ဖက်ဝင်ကြီးပဲမီတင်ထိုင်ပြီးညှိနှိုင်းရမယ်အနေထား AUG က CEO ပဲအတင်းလှုပ်ချင်နေပြီးတော့ဘုတ်ဖက်ဝင်တွေကိုတဖွဲ့ချင်းခေါ်တွေးနေတယ်တရုတ်ပုံစံနဲ့တွေးနေမှာတော့ညှိလို့မရဘူးအဲ့ဒါခိုးကြခိုးကတွေးသူလို့ဖြစ်သွားမှာပေါ့ရှင်းလင်းအောင်အရင်လုပ်ထုတ်ဖို့လုပ်တယ် EU တွေကပါတနာအဖြစ်ပဲဆက်ဆန့်ချင်းနေကြတယ်ဒါဟာလည်းသူတို့ဖက်ချင်းကိုယ့်ရဲ့ Federal ပုံစံ Confederation ပုံစံကိုပြည်နယ်ကိုပြန်ပြတ်ထားခွင့်ကိုပြန်အုပ်ချုပ်ခွင့်သွားတာပဲအဲ့ဒီကွာဟာချက်ကြီးကအခုချက်ကြီးမညှိသေးဘူးဘယ်လိုတိုက်မှာလဲ COC ကိုနောက်နေစီတဲ့တကယ်လက်သက်ကဘဖို့အာနာနဲ့ကိုယ့်ရဲ့ပုံစံနဲ့ကိုယ်သွားနေတဲ့ model တစ်ခုမှမတူတာယူအဲ့ဒါကိုမညှိပဲနဲ့ဘလုံးမစုလုံးမမရတာထဲရမဲ့အရင်မြင့်ချင်းမှတန်ဖိုးအညီများမရှိတာတကယ်က COC တခုတည်း single command IUG ပြောဆိုငါအောက်မရှိရင်အဲ့နည်းနည်းကြားဖြတ်ပြောပြအောင်မယ်နော်အဲ့ဒီဟောက်ပြောရင်နဲ့မင်းဘာလဲရွှေမျိုးတွေရှင်းနေရမင်းကင်း လိုကယ်တွေငါအောက်ဝင်ဝင်မဝင်ဆိုဖမ်းထားလိုက်တယ်ဖမ်းထားလိုက်ပြီးတော့လိုကယ်တွေဖမ်းထားလိုက်တယ်နော်ခေါင်းဆောင်ဖမ်းပြီးတော့လက်နဲ့အလိုဖြုတ်သိမ်းလိုက်တယ်အမေကင်းမှာရွှေမျိုးတွေဘယ်သူမှလည်းမပြောကြပါဘူးအခုတတင်းမီဒီယာတွေမှာပေါ်လာတဲ့၃လလောက်ကြာမှပဲရွှေမျိုးဘုံကျဲခံရတာတွေနဲ့တခြားတခြားကန်တာတွေဖြစ်လာမှအဲ့ဒီပကဖားတွေကအဲ့ဒီဖမ်းထားလူပြန်လွတ်ပေးလိုက်တယ်လက်နဲ့တွေပါဖြုတ်သိမ်းပြီးတော့ငါအောက်အတင်းဝင်ခိုင်းတဲ့ဖမ်းဆီးထားတယ်မင်းကင်းမှာနော်အာအဲ့ဒီပကဖားဥညို့လွင်လားမသိဘူး ၃လလောက်ကြောက်ပြီးဖမ်းထားတဲ့တရင်တွေတင်လာမှပြန်တော့လိုက်တယ်ခရိုင်ကွက်ကြီးအောက်ကိုအတင်းထက်ခိုင်းတယ်နော်မင်းကင်းနဲ့တည်းအတက်ဖွဲ့လူကယ်တွေအတွက်ပတ်တော့လို့တဲ့အတင်းဝင်ခိုင်းမဝင်ချင်တော့ခရိုင်ကွက်အောက်ကိုအတင်းခရိုင်ကွက်ကဲမှုအောက်ကိုထားရမယ်ပတ်တော့လို့ဝင်ဝင်မဝင်ခရိုင်ကွက်ကဲမှုအောက်မှာရှိရမယ်ဆိုပြောတယ်အတင်းထက်တော့အနိုင်ကျင့်ခံရတယ်မြောက်ချုံးဖက်ကပတ်တော့လို့ဥညွလွင်အဖွဲ့အတော်ဆိုးဆိုးကရွှေမျောတွေအတင်းလှုပ်တယ်ရွာခိုင်တွေဆန်သားပြလဲရွှေမျောတွေအတင်းလှုပ်တယ် အနိုင်ကျင့်နေတယ်ဘာမှလည်းရေးမပြီးဘူးဒါတော့တည်င်းကိုကြားဖြတ်ပြောပြတာအဲအဲ့ဒါမျိုးတွေကဘာမှလုပ်လို့မရတာအများကြီးပဲအနေအထိုင်းမှာတိကျပြောပြတာနော်တည်င်းတင်မှာထွက်လာတာဒီတော့ဒါတည်င်းပြောပြတာတိတက်အခုပြောတဲ့မယုံကြည်မှုတတိုင်းဆိုတာကဒါတွေမြင်နေကြားနေရတဲ့ AO တွေကဘယ်လိုမှယုံမှလည်းမဟုတ်ဘူးပြင်မှလည်းမဟုတ်ဘူးရာတိဥဒ္ဒေဥဒ္ဒေစကန်စေပေးချောင်းဒီတော့ပြောချင်တာကမိပင်ရဲဘော်တွေကဘာလို့တင်လဲဆိုရင် stock demanding the the impossible ပေါ့ဗျာ COC တခုတည်းမရှိလို့မရောက်ဘူးဆိုတော့အယူဆအရတော့ sell off ဖို့လိုတယ်ကျွန်တော်ပြောသလိုပဲ localize ပေါ့ဗျာ align ရဲ့တွေပေါ့ဗျာဘာလဲ coin ရဲ့တွေပေါ့အဲ့ဒါတွေနဲ့ညီနိုင်အောင်ပါ regional coordination ရဖို့အလုပ်ဖြစ်တယ် data align ပူပေါင်းဆောင်ရွက်မှုကအထူးရောက်ဆုံးပဲလောလောဆယ်မှာတက်ပေါင်းစုတွေ COC တွေကကြီးလွန်အားကြီးတယ်ပထမချိန်လမ်းကိုအရင်လမ်းဖို့က regional coordination ကိုသွားမှရမှာ coin ရဲ့ align ပေါ့ဥပမာ စကိုင်းအာ sorry ရခိုင်အရှိဖက်ဒီရခိုင်ရခိုင်နဲ့ထိစပ်နေတဲ့မကွေးဖက်ကကပ်အာ PIA မကွေးလိုလိုမျိုးဒေသတွေရှိတယ်အဲ့နေရာတဝါရခွန်ရဲတွေနောက်စကိုင်းအထက်ဖက်ကသူခွန်ရဲတွေခွန်ရဲတွေမန္တလေးဖက်ကမန္တလေးခွန်ရဲတွေမြင်းချံဘက်ကမြင်းချံခွန်ရဲတွေရအောင်စုဖို့လုပ်တယ်အဲ့ဒါပို့ထိရောက်တယ်ကြောက်ဖြူကြောင့်ပြောခဲ့တယ်လေခုနကကြောက်ဖြူကလူအတင်းလူဆွဲနေတယ်လေ ကျောက်ဖြူကျောင်းကအသိလူစုနေတယ်လူခေါ်နေတယ်ရွေးကောက်ပွဲပညာတွေပေါ့ဗျာတကယ်ကတော့ဗုဒ္ဓတွေကျဲနေတယ်နိုင်ငံကြီးနေမို့လို့ပါဒီဘက်ကပလက်ဝါပေါက်လဲပိတ်ထားသေးတယ်မြေဝါနဲ့အိန္ဒိယဘက်ကကိုယ်စီစီစင်းပွင့်သွားတာဒီလောက်ပဲရှိသေးတယ်နောက်တစ်ခုကဟိုမှာဒေါက်တာဇော်ဝေဆိုးနဲ့ကချင်ဘုဇုတ်ကမော်ဒေါက်တာဇော်ဝေဆိုးနဲ့ဘုဇုတ်တောက်ဖုတ်ကျော်အဲ့ဒီလောက်ဓာတ်ပုတ်လေးတွေးရအောင်လောက်နဲ့စုစည်းနေပြီလို့ဆိုပြီးတော့ထင်လို့မရဘူးအဲ့ဒါကလူမှုရေးရထမင်းအဲ့တက်လာလို့ နောက်ဆက်ပြုံးပြတာတော့ပဲရှိတယ်တကယ်ကအဲ့ဒီလီဒါရှစ်အပိုင်းကနေပြီးတော့ဥဆောင်ဆွေးနွေးဖို့အတွက်ကံတော့ဒီအများကြီးလောက်ရသေးတယ်ဓာတ်ပုံနိုင်ငံရေးအဲ့ဒါမြေပြင်တပ်မှုချင်းချိန်ဆက်တဲ့ရန်ရရကိုခိုင်မာအောင်တောင်းဆိုရမှာပြည်သူတွေက joint of command joint operation command ပေါ့ဆက်စပ်ရေးတစ်ခုကိုမဖြစ်မနေပူပေါင်းလှုပ်ဆောင်မှာရမယ်ဆိုတော့ဒေတာတိုင်းကတိမရမှာနောက်တစ်ခုကတော့အသေးချပါတယ်ကျွန်တော်နိုင်ငံဟာ ဘဟုမဲ့သွားပါပြီဘယ်တော့မှဘဟုတစ်ခုနဲ့မရတော့ဘူး IUG မဖြဲ့တဲ့ IUG တစ်ချေကြိုက်လွင့်သွားမှာပဲဘယ်တော့မှဘဟုအုပ်ချုပ်မှုမရှိဘူးမရနိုင်တော့ဘူးပြီးသွားပြီသူတိသားနဲ့သူဖြစ်သွားပြီအဲ့ဒါကိုစစ်အစိုးရလည်းဘဟုမဟုတ်ဘူးပြည်နယ်အစိုးရဗမာပြည်နယ်တို့မဟုတ်မျိုးပြတွေကိုထိုက်ချုပ်ထားတဲ့လက်နက်ကင်တပ်အင်အားကြီးတဲ့တစ်ဖွဲ့လေကြားပါဝါရှိတဲ့တစ်ဖွဲ့ဒါပဲရှိတယ် IUG လည်းထုံနေတဲ့ကောင်ပဲမြေပြင်မှာမရှိရင်သူကလေထဲမှာရှိမယ်သူပြောတဲ့ legitimacy ပေါ့ရုပ်ရက်လူကများတာတပိုင်း လက်တွေ့မကြဘူးဘဟုတခုတည်းကအောက်ချုပ်တာမျိုးဆိုတာမရှိတော့ဘူး yes or no ဒေတာအလိုက်အောက်ချုပ်ရေးစနစ်တွေကွဲပြားနေတယ်ဆိုပြီးတော့အတိုင်းပြည်ပြိုကွဲမယ်လို့လည်းမထင်နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါကအနာဂတ်မှာတွားဖို့တွားမယ် hybrid administration ပဲအဲ့ဒါကိုကျွန်တော်အရင်ဆုံးစိတ်ထဲမှာယုံကြည်အောင်အရင်ကြိုက်တယ်လို့ဆန်းစစ်ကြည့်သူဟာနဲ့သူဖြစ်သွားပြီเนาะတနည်းအားဖြင့် confederation model ပဲဆိုဆိုအဲ့လိုဖြစ်သွားပြီဘယ်လိုမှဘဖို့မရှိတော့ဘူး ဟိုက်ဘက်ပေါ့ဗျာထူချတဲ့ပေါင်းဆက်ထားတဲ့ပုံစံတစ်ခုပဲအုပ်ချုပ်ရေးပုံစံသူအုပ်ချုပ်ရေးနဲ့သူနော်သူဟာနဲ့သူဖြစ်သွားပြီအဲ့ဒါဘလို့ခြိနှောင်မလဲဆိုတော့ပဲကြံတော့တာဘယ်သူမှမဟုတ်မရှိဘူးလက်ခံမှလည်းမဟုတ်ဘူးအနေနဲ့အများမအောင်မြင်သေးမပြည့်ပြတ်သေးတာပဲရှိမယ်ဒါဟာလည်းသူတို့အခြေအနေရသူတို့အတွေ့အကြုံတွေရသူတို့ရဲ့အင်အားတွေရကြံ့ကြမှုတွေဖြစ်တာအချင်းချင်းကွဲပြားမှုတွေရခင်ရင်ပါဆိုရင်အများကြီးပဲအဖွဲတွေကွဲတယ်လို့ရှမ်းမှာဆိုရင်လည်းရှမ်းအဖွဲလေးလေးတောင်မှဖြစ်သေးတာပဲဒီတော့ပြည်နယ်များစု ဖက်ဒရယ်ပုံစံကိုဦးတည်တာပဲအဲ့ဒါ Come Together ဖက်ဒရယ်ပဲအခုကမဟုတ်ဘူး Holding ဘဟုကင်တော့တဲ့ဖက်ဒရယ်ဖြစ်နေတယ်အဲ့ဒါမားနေတာအဲ့ဒီဟာကိုဘယ်လိုမှဆူလို့မရဘူးတစ်ဖက်ဖက်က short တစ်ဖက်ဖက်ကနားလည်မှုနဲ့တက်လာမှသာညီသွားမှာ short ဘုတ်ကလည်း UNG ပုံစံက short မဲ့ပုံလည်းမတွေ့ဘူးပြီးတော့မေးချင်ပါတယ်ဖြေခဲ့သူတို့တွေတွေ့အောင် UNG ဥစားမှုဘဟုနဲ့စနစ်တကျဖြစ်တဲ့ဆိုတဲ့ပုံစံနဲ့တသွေးတတန်တမိန်နဲ့တွားတာကိုလို့တော့လား ဘာမှမဟုတ် EAO တွေသူ့ဘာသာသူကိုပိုင်ပြန်ထားခွင့်နဲ့အရှိန်ဟိုကောက်ကောက်သွားတော့ပို့ပြီးအားပေးမှလာဟိုမမကြီးကအဲ့ဒါတတိတတံတမိတ်ဆိုတာမရှိတော့ပါဘူး